ချန်ကြကြလိုချင်တယ်ဆိုတဲ့မိတ်ဆွေများကျွန်တော်တို့ဒီချန်လေးရဆိုလို့ရှိရင်မျက်နှာစာ ပေတရာ အနောက်ကိုပေ200ပြန်ပြောမယ်မျက်နှာစာပေတရာအနောက်ကိုပေ200ဧကဝက်ကျဲတဲ့ချန်နေပဲဖြစ်ပါတယ်အဲ့ဒါကို300ဖြစ်ပါတယ်ဆိုတော့ကဒီနေရာကဘယ်နာမှာ ရှိလဲပေါ့နော်ဆိုတော့ပတ်ဝန်းကျင်အနေထားလေးကိုတစ်ပတ်အရင်ကြည့်လိုက်ကိုချန်လေးကကိုချန်လေးရောင်းမယ်ဆိုလို့ရှိရင် ီလိုမျိုးတဲပြက်လေးတခုရှိတယ်ပေါ့နော်ဒီမျိုးနေထားလေးတခုတွေ့ရမယ်နော်အဲ့ဒါဆိုလို့ရှိရင်ကိုချန်ရောက်ဖို့လက်တကန်အလို့ပေါ့ဆိုတော့ကဆိုရင်ဖြင့်ကျွန်တော်ဒီချန်လေးကိုလမ်းညွှန်ပေးမယ်ဒါကမိတ်ဆွေတို့မြင်တွေ့ရတဲ့အတိုင်းပဲဟိုမှာနော်ဟိုအရှိ့ကိုပြလိုက်အမဒါကကာလန်ဆိုတဲ့နေထားဖြစ်ပါတယ်ကျွန်တော်ဒီရာဘာနှစ်ချောင်းကြားပေါ့နော်လန်လေးကတော့လောလောဆယ်တော့ကျင်းတယ်ဗျာသိလားအဲ့လိုမျိုးနေထားလေးတော့ရှိတယ် ဆိုတော့ကဒီလိုမျိုးကျွန်တော်တို့ရှုခင်းအရန်လှတဲ့နေရာအနေထားနေဖြစ်ပါတယ်ကျွန်တော်တို့တောင်ဝိုင်းတောင်ကျွန်တော်အရှိမမြင်တွေ့နေရတာကတော့ဒါကတောင်ဝိုင်းတောင်ဖြစ်ပါတယ်ဟောအရှိမဆိုင်ကယ်တစ်စီးရှိတယ်ကွာ sorry เนาะကျွန်တော်ဂျာဖြတ်ပြောကြနေတခုရှိလို့เนาะလူရင်းတူရှင် ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် တငယ်ချင်းကနေပြီးတော့ကြက်မှားလိုက်တယ်နောက်ပြီးတော့မှုေးမဲ့လူကအရှင်သင်မဖြစ်သေးဘူးဆိုတော့ကအာကျွန်တော်ကကြားခံပြီးတော့ဗောနော်ဒီကြက်ကကျွန်တော်ဗီဒီယိုလေးပြပေးမယ် ဒါကယူနန်ကြက်ကြံဖြစ်ပါတယ်။ရှားပါတယ်ပေါ့နော်။ရှားပါတယ်ဆိုတာကျွန်တော်တို့ကရင်ပြည်နယ်မှာမှွေတဲ့လူမရှိသလောက်ရှားတယ်လို့ကျွန်တော်သိရတယ်။ဆိုတော့ကကျွန်တော်တို့ဒီကရင်ပြည်နယ်တဲကိုသွင်းလာတယ်။သွင်းလာတဲ့အချိန်မှာဒီ jack တွေက hybrid မျိုးနွယ်တွေပေါ့နော်။ပြောရမယ်ဆိုလို့ရှိရင်သူကဒေတာ jack တွေလို့အကြမ်းခံပြီးတော့မွေးမြူရေး jack တွေလို့စားကောင်းတယ်ဆိုတဲ့အနေအထားလေးတစ်ခုမှာအာဒါကဆန်းမွေးကြီးတဲ့သဘောပေါ့။ဒီ jack ကိုအကောင့်အစိတ်ပဲနော်။အကောင့်25កောင်ဖြစ်ပါတယ်။25កောင်မှန်လိုက်တယ်။ ဆက်သုံးသိန်းကျော်ကြတယ်ပြောမှဆိုရင်တကောင်5000ကျော်တယ်ဗျာဒီတော့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ကြက်ချန်ရှိတယ်ကိုမကြက်တွေဒီ25ကောင်ထားပေးနိုင်တဲ့နေရာရှိတယ်ဆိုလို့ရှိရင်တစ်ချက်လောက်အကူအညီတောင်းတာပေါ့နော်ကိုအနေနဲ့ခဏမှွေပွေးထားနိုင်မလားဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ ਨੇ ပူပေါင်းပြီးတော့ပေါ့နော်ဒီကြက်တွေကိုဥဥလာတဲ့အထိမှွေပြီးတော့ဆက်လက်ပြီးတော့မျိုးပွားနိုင်မလားပေါ့နော်အဲ့လိုမျိုးအနေထားလေးကိုကျွန်တော်က request လာလုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ကဒါကအခက်ခဲလေးတစ်ခုပေါ့နော်အလှင်လိုနေတယ်မနေ့ပြန်မဲ့ကြက်ကရောက်တော့မှာဆိုတော့လေဒီနေ့ကကျွန်တော်တို့ဖန်ရံနေတယ်ဒီနေ့ကကျွန်တော်တို့ ဒီနေ့ကတော့20ရက်နေ့ဆို21ရက်နေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကြက်ကရောက်ပြီကြက်ရောက်ပြီဆိုတော့ထားဖို့နေရာလေးအလင်းလို့နေတယ်ဆိုတော့ကဒီကြက်ကိုဟိုနောက်ကျရင်ကျွန်တော်အများကြီးကြော်ညာပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒါကအကျိုးအမြတ်ဖြစ်ထုံမဲ့ဒေသခံတွေအတွက်အလားလားတခုလို့မြင်တယ်ပေါ့နော်အဲ့တော့စံတက်လောက်ကိုင်းရှင်သူတွေအတွက်အခုကြက်ကအသင့်ရောက်ရောက်တော့မယ်အသင်ရောက်တော့မယ်ကိုအနေနဲ့ channel ဖွင့်ပေးရုံပဲအဲ့လိုမျိုးအနေထားလေးတစ်ခုကိုစင်ပြေတယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်เนาะအသေးစိတ်ကိုကျွန်တော်တို့ထပ်ရှင်းပြမယ်เนาะကျေးဇူးပါ တောင်ဝိုင်းတောင်ဖြစ်ပါတယ်လက်ရှိလမ်းအနေထားလေးကတော့ဒီလိုမျိုးနေထားလေးတွေ့ရမယ်ပေါ့နော်ကဲခြံလေးရှိဘယ်တစ်ချက်တော့သွားရအောင်လားဒီနားလေးမှာဒီခြံလေးကခုနှစ်ကွက်ရှိပါတယ်ခုနှစ်ကွက်မှာကျွန်တော်တို့နံပါတ်နံပါတ်5အကွက်ထင်တယ်နော်နံပါတ်5အကွက်ကပြန်ရောင်းมาဖြစ်ပါတယ်အဲနေထားလေးကိုရှိုး နေထိုင်လေးကိုရှိုးဆိုရင်ဖြစ်ရှင်းတယ်ကွာတိလာတော်တော်လေးရှင်းတယ်ဒီနေရာနေထိုင်လေးကထူးထူးချင်းချင်းပဲရောဟုတ်ရှင်းတော့မလဲဟုတ်ရှင်းဒီကဘာဖြစ်ရှင်းနေရလဲလာရှင်းထားရလားနှင်းမြညီမလေးလာရှင်းထားရလားမသိဘူးတိလာဒီမှာကလေးတော့ဒါကကျွန်တော်တို့ဒေတာအခေါ်ဒေတာအခေါ်ရခိုင်မြက်ရိုင်လို့ဖြစ်ပါတယ်ရခိုင်မြက်ရိုင်ဖြစ်ပါတယ်တော်တော်နှောက်အပ်ခက်တယ်ဒီဘက်ရှမ်းမှာက ဟာဆိုတော့မိုက်ပါပြီငါဒီလူမျိုးပြောင်းထားမယ်မထင်ထားဘူးအပင်လေးတွေလည်းရှိနေကျဲဟိုအိုချမရှိနာတော့မဟုတ်ပါဘူးနော်ဟမ်ဟိုစံကြောင်ပြရချင်ငါချက်နေဟိုတောင်းဆုံးချက်ကျွန်တော်ကျွန်တော်ချက်ဆိုတော့ကကျွန်တော်ချက်မတိုင်ခင်၃ချက်မြောက်မှာရောင်းမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးအနေထားလေးမှာဆိုရင်ဖြစ် ဒါလေးကကျွန်တော်တို့မျက်နှာစာပေတရာ အနောက်ကိုပေနှံ့ရဆိုတဲ့အနေထားလေးမှာကိုယ့်အကိုတဲထိုးပြီးနေနေစိုက်စားပြူစားလှုပ်လို့ရတယ်ဆိုတဲ့အနေထားလေးတစ်ခုမှရှိပါတယ်ဆိုတော့ဒီနေရာလေးကိုကျွန်တော်လမ်းညွှန်ပေးมาဖြစ်ပါတယ်ဒီနေရာလေးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့အစားနေပြောမယ်เนาะလာမပြနိုင်ဘူးเนาะဝေးတယ်ဒီနေရာလေးကကျွန်တော်တို့ဖန်အားနေထွက်လာမယ် မဲပေါင်တာမဲပေါင်စီတော့လူတိုင်းသိမယ်ထင်တယ်မဲပေါင်စီကြော်လာမယ်ကျွန်တော်တို့လှကပြင်းမီပွိုင်ကိုတွေးရမယ်လှကပြင်းမီပွိုင်ကိုတွေးမယ်ဆိုရင်လှကပြင်းတဲ့ကိုဝင်ဖို့အတွက်ကျွန်တော်တို့ညာချိုးရမှာဖြစ်ပါတယ်ညာချိုးလို့ရှိရင်ကျွန်တော်တို့လှကပြင်းပန်းချံကိုတွေးမယ်လှကပြင်းပန်းချံနေတဲတဲလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဲမမကွေးပဲနဲ့လမ်းစုံလမ်းကွာတွေအကုန်ဖြတ်မယ်ဆိုတော့ဒီလမ်းကိုကျွန်တော်တို့ကနောင်ပလိန်မဲပေါင်လမ်းလို့ခေါ်ပါတယ်မဲပေါင်နောင်ပလိန်လမ်းလို့ခေါ်ပါတယ်အဲ့ဒီလမ်းကိုတဲတဲဒက်စီတိုင်းတွေပါကြော်လာမယ်ဘဲမမကွေးဘူး အမတူနွေဖုန်ကြီးကြောင်ရှိတယ်။တူနွေဖုန်ကြီးကြောင်လမ်းတိုင်း right ကို slide လုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တဲတဲ့လာမှာဖြစ်ပါတယ်။အဲဘောကျွန်တော်တို့ဒီဟွာဘာလဲနောင်ရဖေးလမ်းလေးဘာတွေလဲမကွေးတော့ဘူးဗျာ။နော်တဲတဲ့လာမယ်။အဲ့ဒီဘက် channel ကိုမကွေးတော့ဘူး။အဲ့တော့ကျွန်တော်တဲတဲ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ရောက်ပါမလဲ။တရားရောက်မယ်။နော်ကျွန်တော်အခု လန်းอ่ะဗျာမြို့ပက်လန်းလို့ပြောနေတာကျွန်တော်ဆိုရင်ဒီနောင်ရဖင်းကလည်းမြို့ပက်လန်းလို့လို့အခုဒီလန်းကြီးကလည်းကျွန်တော်လက်တွေ့အကောင့်ထဲပေါ်နေတယ်ဆိုတော့ဒီလန်းကတကယ်မြို့ပက်လန်းလို့လို့ဘာလို့လို့ညာလို့လို့ပေါ့နော်အခုတော့လမ်းနေသေးချပြင်ထားတယ်လမ်းနေအရင်ကောင်းသွားပြီတံတားတွေလည်းဒေါင်းရှောက်ပြင်နေတယ်အဲ့ဒီလမ်းအတိုင်းအောင်ပဲတဲတဲလာတယ် လမ်းဆုံးသွားလို့ရှိရင်လမ်းတော့မဆုံးမဆုံးတက်ဘူးပေါ့ဗျာတင်းတင်းလာမယ်ဆိုလို့ရှိရင်ဒီလမ်းကကျွန်တော်တို့ဟိုးတာမညာတွေဘာတွေအထိရောက်သွားမယ်လမ်းဆိုတော့ကကျွန်တော်တို့ဒီ gate gate တွေ့မယ် gate gate တွေ့မယ်ဆိုလို့ရှိရင်ဘယ်ဘက်ကိုခြိုးလိုက်မယ်ဘယ်ဘက်ကိုခြိုးလိုက်မယ်ဆိုရင် concrete land share share ဆိုမှ share concrete land share အနေအထားလေးမှာကျွန်တော်တို့ဒီတောင်ဒီအခုကျွန်တော်အနောက်မှာတွေ့ရတဲ့တောင်တွေဘာတွေအစားတွေ့နေရပြီပေါ့နော်ဆိုတော့အဲ့ဒီ land တိုင်းတည်းတည်းလာမယ်ဓာမီတိုင်းတွေဘာတွေလဲတေးသေးချာချာလေးရှိတယ်အဲ့တော့ လမ်းကောင်းလုံးလို့အချိန်တော့ကြော်မလာနဲ့အဲ့မှာတဲလီတလုံးတွေ့မယ်အဲ့တဲလီတလုံးတွေ့လို့ရှိရင်ကျွန်တော်တို့တဲလီရဲ့ဘေးကိုချိုးရမှာဖြစ်ပါတယ်ညာချိုးရမှာပေါ့ဗျာဒီတော့ဒီလမ်းလေးအနေထားလေးကတော့လက်ရှိမှာဆယ်ပေလောက်ပဲကျဲတယ်ဆိုပေမဲ့သွားလို့လာလို့ရတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာကိုယ်နေနဲ့တဲတဲဝင်လာမယ်ဒီကျွန်တော်တို့ရာဘာပင်နှစ်နှစ်ချောင်းကြားလမ်းပေါ့ဟမ်အဲ့လမ်းတိုင်းဝင်လာမယ်ဆိုလို့ရှိရင်ဒီ channel လေးကိုရောက်ရှိမှာဖြစ်ပါတယ် ဆိုတော့ဒါကကျွန်တော်ကလမ်းညွှန်ပေးတာဖြစ်ပါတယ်เนาะမိတ်ဆွေတို့အနေနဲ့ကိုယ့်အကိုလာတက်မယ်ဖြစ်ထင်ပါတယ်ကိုယ့်အကိုတစ်ချက်တော့လာကြည့်ကြပါရှင်ပြေတယ်ကြိုက်တယ်ဆိုလို့ရှိရင်ဒီ channel လေးကဆိုရင်ကျွန်တော်တို့ဒါကဇေနှုံးနေထားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးတန်နေဆိုတဲ့အနေထားလေးသိန်း200ဒီကာလမှာသိန်း200မျက်နှာစာပေး100အနောက်ကိုပေး200တော်တော်လေးရှားပါတယ်ဆိုတဲ့အနေထားလေးဖြစ်ပါတယ်เนาะဆိုတော့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားနေဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့တောင်ဝိုင်းတောင်လှမ်းမြရတဲ့ရာသီဥတုကလည်း အေးအေးလေးဆိုတဲ့အနေထားလေးမှာဘလို့မြင်လဲကိုယ့်အကူတစ်ချက်လာကြည့်လိုက်ပါယေရှုတင်ပါတယ်